မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာရီတာညချောင်းမိုးစီထနာကနေဧပြီလ19ရက်ဒီကနေ့နောက်9နာရီချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အော်အလဲပိုင်းတွင်တိန်နေငယ်ပြစ်ထွန်းနေပြီးကပလီပင်လယ်ပင်နေကြမင်္ဂလာပင်လယ်အော်တိုတွင်တိန်အသင်တင်မတင်တူထပ်နေပါသည် ဒီကနေ့ညနေဒီခမ်းမဲချက်ကတော့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့တွင်နေရာစစ်စိမ်း၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စိမ်း၊ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာခွဲခြားမှုထိစုံရပါမယ်။ရွာရန်လုံး၈၀ဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရတရင်းသာအတိုင်းဒေသချင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များ၍ရှာရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးကြိုပြင်းခြင်းလျက်စည်းလက်ခြင်းနှင့်မိုးတည်ကျွေခြင်းစားရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုရပါသည် မြန်မာပင်လယ်ပြင်တွင်လှိုင်းနေငယ်မှာလှိုင်းသည်တင်ရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရံတရှောင်းနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၄ပင်မှ9ပင်ကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်ချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စစ်မှနေရာအနှံ့အပြားမှုထင်ဆောင်ရပါမယ်။ နေပြည်တော်နဲ့မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ဒီကနေ့နေ့ထိကမ်းမတ်ချက်ကတော့တိမ်သိမ်းတဲ့ဖြစ်ထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ရွာရံတော်60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့နေ့ထိကမ်းမတ်ချက်ကတော့တိမ်သိမ်းတဲ့ဖြစ်ထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။ရွာရံတော်80ဖြစ်ပါတယ်ရှင်။